ားလုံးပဲမင်္ဂလာပါကျွန်တော်ချက်စီဖို့ရောနဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကတော့အန်ဆိုဖာနန်တက်အကြောင်းပြောရအောင်ပါနော်အန်ဆိုဖာနန်တက်ကပြီးခဲ့တဲ့ဥပန်းနဲ့ပွဲစဉ်မှာဆိုရင်ပရီးမီယာလိဂ်က PL Official Mount the Match ရခဲ့တယ်ပေါ့နော်ကျွန်တော်တို့အမြင်အရ ကျွန်တော်တို့အထင်ရပါတော့ကျွန်တော်တို့မျိုးလုံးနဲ့အမြင်ရတော့ကာနာချိုကရားလိမ့်မယ်လို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့ပွဲပြီးတဲ့အခါမှာတော့ပရီးမီယာလိဂ်ကအန်ဆိုဖာနန်ဒက်ကိုပဲပေးသွားရတယ်။နည်းနည်းတော့အန်ဩစီယာဆပ်ပလိုက်လေးတော့ဖြစ်သွားရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အန်ဆိုဖာနန်ဒက်ဟာတပွဲလုံးတိုင်းတရာကိုပေါဝင်ပတ်သက်မှုတော့မရှိခဲ့ဘူး။ဟိုဒါပေမဲ့တပွဲလုံးသူ့ရဲ့ခြေစွမ်းကအန်ဩစီယာကောင်းခဲ့တယ်လို့ပဲပြောရမှာပေါ့နော်။ဆိုအထူးသဖြင့်ပြောရရင်တော့ဒါအရင်တော့ကအန်ဆိုဖာနန်ဒက်ကိုမြင်ခဲ့ရတဲ့ပွဲလို့ပဲကျွန်တော်ပြောချင်တယ်။ဆိုတော့ဒီပုံစံကိုပဲကျွန်တော်မြင်ကျင်ခဲ့တာဖြစ်တယ်ပေါ့နော်။ ော်ဒီလက်ရှိအဆိုမာစကိုင်းလက်ထက်မှာအရန်အေရိုဆန်ဆန်ဟိုက်ဘရစ်တင်ပြီးတော့ကစားတာဒီဒါတွေကိုးပုံပတ်သက်မှုတွေအများကြီးဖြစ်လာတာဒီဒါတွေကိုကျွန်တော်သိပြီးတော့သဘောကျတဲ့နေရာမှာတော့မပါဘူးကျွန်တော်ကအဆိုဖန်နန်ဒက်ကိုဒီနံပါတ်7ရိုးပေါ့နော်နံပါတ်5လေးနဲ့မြင်ရတဲ့ပုံစံကိုကျွန်တော်တော်တော်သဘောကျခဲ့တာဖြစ်တယ်ဆိုတော့ သူပြီးကမှစပြီးတော့ဟိုနံပါတ်ကြီးတော့ကလည်းဒီနံပါတ်6 row တခါလေနံပါတ်8 row ဒီညမှာကစားတာဖြစ်တယ်ဗောနော်အဲ့ row မှာသူကပြင်းပြင်းပြပြင်းကစားနိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်အဲ့ညမှာပဲနံပါတ်ကြီးလာတာဗောနော်ဆိုတော့ Chelsea ကိုရောက်လာတဲ့အချိန်မှာလည်းအဲ့နေရာကိုဒါ Pochettino လက်ထက်မှာအကောင်းဆုံးကစားခဲ့သေးတယ်လို့ပြောလို့ရတယ်ဗောနော်ဒီ Liverpool နဲ့ပွဲစဉ်မှာဆိုရင်သူ့ရဲ့ outstanding performance ကိုမြင်ခဲ့ရသေးတယ်ဗောနော်ညီကတို့ကမှတ်မိရင်လည်းမှတ်မိလိမ့်မယ်ဗောနော် Liverpool ရဲ့ဒီ ရဗန်ဘတ်တို့မက်ဂလီစတာတို့တောင်မှဒီအန်ဆိုဖနက်တက်ရဲ့အောက်မှာကြာဆုံးသွားခဲ့တဲ့ပွဲစဉ်ပေါ့နော်ဒါမှတ်မိလေဦးမယ်ထင်တယ်ဆိုတော့အဲ့လောက်ဒီကိုကောင်းခဲ့သေးတယ်ပေါ့နော်ဒီမာရက်စကာရောက်လာပြီးတဲ့နောက်ပိုင်းမှာတော့အန်ဆိုဖာနာတက်ရဲ့ကစားပုံဟာအဲ့ဒီနေရာမှာလုံးဝအဆင်မပြေတော့ဘူး အဇိုမတ်စကာရဲ့ဒါအစောပိုင်းကလာလေးမှာဆိုရင်အဇိုဖာနန်ဒက်ကတော်တော်လေးကိုဒါရုံးကန်ခဲ့ရတာကိုတွေ့ရရတယ်။အဲ့နောက်မှာတော့အဇိုမတ်စကာကဒါတတိထားမိပြီးတော့အဇိုဖာနန်ဒက်ကိုပုံပြောင်းလာတော့တယ်။ဘောနောက်သူရဲ့ကစားကွက်နဲ့ကန့်ညီအောင်ကစားသမားရဲ့အစီအတွေကိုညှစ်ထိုးရတဲ့အနေအထားမျိုးတွေရောက်သွားတယ်ပေါ့နော်။ဆိုအန်ဇိုမတ်စကာကဒီအန်ဇိုဖာနန်ဒက်ကိုနံပါတ်6ရိုးနေရာကနေပြီးတော့အရဘတ်8ရိုးတခါလေးနံပါတ်8ရိုးပေါ့နော်ဆိုတော့ hybrid တင်ပြီးတော့ကစားတာတွေလည်းရှိတယ်ပြီးတော့နံပါတ်1ကိုကိုပါမားနဲ့ဘယ်ညာပေါ့နော်ဒါမျိုးကစားစီတာတွေကိုလည်းမြင်တွေ့ခဲ့ရတယ်ပေါ့နော်ဒါမကြခဏမြင်တွေ့ရတဲ့သူ့ရဲ့ပုံစံဖြစ်တယ်ဆိုတော့အဲ့နောက်ပိုင်းမှာတော့ဒါ Enzo Fernandez ကဘယ်လိုပြောမလဲ အာဒီလိုမျိုးကစားတာရုံးကန်ခဲ့ရတာကနေပြီးတော့နောက်ပိုင်းသူ့ရဲ့အစီအသွေးနဲ့ဘယ်လိုပြောလဲညီပြရဲ့တုန်တင်ဆုံးမမှုကြောင့်တာခြေစွမ်းကပြန်ပြီးတော့တက်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အရင်တုန်းကအာဂျူဖာနန်ဒက်ဟာကိုဖန်ဒီဖို့အာတန်နဲ့ကစားသမားတယောက်ဖြစ်တယ်နောက်ပိုင်းမှာတော့သူကကိုသွင်းဖို့အာတန်လာတယ်ပေါ့နော်ကိုတွေလည်းဝေဆဆာရလာတယ်လို့ပြောလို့ရတယ်ဆိုတော့ပြောရရင်တော့ကိုတွေသွင်းတာတိတ်ကောင်းတာပဲပေါ့လို့ပြောစရာရှိတယ်ပေါ့နော်ဒါပေမဲ့ဟို ကျွန်တော်စိတ်ထဲမှာတော့ကျွန်တော် personal ပေါ့နော်ကျွန်တော်တယောက်တည်းအမြင်ကတော့တခုခုလိုနေသလိုခံစားနေရတယ်ပေါ့နော်အသာအန်ဆိုဖန်နန်နဲ့မဟုတ်ဘူးဆိုတာပဲကျွန်တော်မြင်နေတယ်ဆိုတော့ဟိုကျွန်တော်မြင်နေတဲ့ ပုံစံကအဲ့ဒီပုံစံမဟုတ်ဘူးလို့ပဲဒါရှင်းရှင်းလင်းလင်းပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်မြင်နေတဲ့ပုံစံကိုတော့ပြီးခဲ့တဲ့ဟူးနဲ့ပွဲစဉ်မှာဒါမြင်တွေ့ခဲ့ရတယ်လို့ပဲပြောရမယ်ဆိုတော့ရှင်းရှင်းလင်းလင်းဒါပြောရရင်တော့အန်ဆိုဖာနန်ဒက်ကိုဒါမနေ့ကပွဲမြင်တဲ့ပုံစံကျွန်တော်သဘောကျဆုံးဒါပုံစံဖြစ်တယ်ပေါ့နော်ဆိုတော့ပွဲကိုအတင်ချလုပ်နိုင်တဲ့အန်ဆိုဖာနန်ဒက်ကိုကျွန်တော်တို့မြင်ခဲ့ရတယ်အခွင့်အရေးတွေကိုအသင်းပေါ်တွေအတွက်ဖန်တီးပေးတတ်တဲ့အန်ဆိုဖာနန်ဒက်ကိုကျွန်တော်တို့မြင်ခဲ့ရတယ်ဆိုတော့အသင်းရဲ့ကစားကွက်ကိုပုံဖော်ပေးတဲ့ဒါအန်ဆိုဖာနန်ဒက်ကိုမြင်ခဲ့ရတယ်ဆိုတော့ တိုက်စင်းတဲ့ခံစစ်ပေါ့နော်မြတ်တဆိုတာကစားတတ်တဲ့အန်ဆိုဖာနန်ဒက်ကိုမြင်ခဲ့ရတယ်ဆိုတော့ဘောလုံးပြောင်းွေတဲ့အပိုင်းမှာတိတ်ကိုကောင်းတဲ့အန်ဆိုဖာနန်ဒက်ကိုမြင်ခဲ့ရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဟိုအကောင်းဆုံးဒါပေးပို့မှုတွေကိုဒါဒီနေ့ပွဲမှာဆိုရင်ဒါအကောင်းဆုံးမြင်ခဲ့ရတယ်လို့ပြောလို့ရတယ်ပေါ့နော် ပြောရရင်ဒါကကျွန်တော်လူချင်တဲ့အန်ဇိုဖာနန်ဒက်လိုပဲပြောရမှာပေါ့နော်ဒါကျွန်တော်မြင်ချင်ခဲ့တဲ့အန်ဇိုဖာနန်ဒက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ချက်စီမှာဒီကိုပမာတို့မရှိတဲ့ချိန်ဒါ creative player ပျောက်နေတယ်ပေါ့နော်အဲ့အနေထားမျိုးမှာဒီနေ့ကစားပုံရဲ့အန်ဇိုဖာနန်ဒက်ကိုမြင်ရတာဟာကျွန်တော်တို့အသင်းတွေကောင်းကျိုးအများကြီးဖြစ်စေတယ်လို့ပြောလို့ရတယ်ဒါမနေ့ကပွဲမှာဆိုရင်ဗျာကျွန်တော်တို့ဒီ left side မှာတော့အများဆုံးတော့ဟိုနေရာယူတာတော့တွေးရတယ်ဒါပေမဲ့ဟိုတကွင်းလုံး ဟိုသူ့ရဲ့ဘလုံးပေးပို့မှုတွေကပြည့်နေတာလို့ပြောလို့ရတယ်ဒီကန်စီရိုတော့မှတိတ်ပြီးတော့ဘာမှဟိုဒီလိုမျိုးဘလုံးဖြန့်ဝေတဲ့နေရာမှာတိတ်ပြီးတော့မကူလိုက်ရဘူးလို့ဒါပြောလို့ရတယ်ဘောနော်အဇိုဖနန်ဒက်ရဲ့အဲကစားပုံဟာကျွန်တော်မြင်ကျင်ခဲ့တဲ့ကစားပုံဟာဒီနေ့ပွဲမှာမြင်ခဲ့ရတယ်ကျွန်တော်တော်တော်လေးကိုသဘောကျတဲ့ကစားပုံဖြစ်တယ်အခုလက်ရှိအဇိုမာရက်စ်ကပုံသွင်းနေတဲ့ပုံစံကိုကျွန်တော်ကမနှမ်းပြောရင်သဘောမကျတဲ့အထဲမှာ ပါတယ်ပေါ့နော်ဆိုတော့ Ansofana ရဲ့ ability ကိုအကောင်းဆုံးမမြင်ရဘူးလို့ကျွန်တော်ကမြင်နေတဲ့မှာပါတယ်အသူရဲ့အဲဘယ်လိုပြောမလဲ quality ပေါ့နော်အရေးသွေးကိုကောင်းကောင်းမမြင်ရဘူးလို့ကျွန်တော်ကမြင်နေတဲ့မှာပါတယ်ဆိုတော့ Ansofana အနေနဲ့ဒီနေ့ပွဲမှာတော့အကောင်းဆုံး ကစားခဲ့တယ်လို့ပဲကျွန်တော်ကပြောခြင်းနဲ့ဆိုတော့နှစ်ချုပ်ပြောရမယ်ဆိုရင်တော့မင်းကဒီလက်ဆိုင်တနေရာမှာပေါ့နော်အများဆုံးတော့နေရာယူခဲ့တာတော့မှန်တယ်ဒါပေမဲ့တကွင်းလုံးသူလှက်ပတ်ပြီးတော့ကစားသွားတယ်ဆိုတော့ဟိုဒီပတ်စင်နေလဲမှန်ခဲ့တယ်ပေါ့နော်ဆိုတော့သူ bus accuracy ကလည်းတော်တော်မြင့်တယ်လို့ပြောလို့ရတယ်ဆိုတော့ဒီနေရာမှာဘလောက်ကောင်းလဲဆိုတာကတော့အရင်တုန်းကအန်ဆိုဖာနန်နဲ့ကိုကြည်ဘူးတဲ့ညီကိုတွေဆိုရင်တော့ပို့ပြီးတော့ဟိုတိတ်လိမ့်မယ်ပေါ့နော် ကျွန်တော်တိတ်မြင်ကျင်ခဲ့တဲ့ဒါအန်ဆိုဖာနန်ဒက်ကိုမြင်တွေ့ခဲ့ရတဲ့ပွဲလို့ပဲကျွန်တော်ကတော့ဟိုပြောချင်တယ်ဆိုညကတော့ဘလို့မြင်လဲပေါ့နော်လက်ရှိအဇိုမာစကာပုံသွင်းထားတဲ့အဇိုဖာနန်ဒက်ကိုပဲဒါသဘောကျလားဒါပေမို့အရင်တုန်းကအဇိုဖာနန်ဒက်အဟောင်းကိုပဲသဘောကျလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ညကတော့အမြင်လေးတွေခံစားချက်လေးတွေဒါပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညကတော့နောက်ပြန်မှပြန်တွေ့ပါမယ်